တော်လံပြူအားလုံးပဲမင်္ဂလာပါအဲဒီတကားတော့ကျွန်တော်တို့ညီနောင်လေးဖြစ်တဲ့ကရင်ပြည်နယ်ဘက်ကိုတစ်ချက်လောက်ကျွန်တော်တို့ပြောကြည့်အောင်ပေါ့နော်ဒါကရင်ပြည်နယ်ညီနောင်လေးစီကိုကျွန်တော်တစ်ချက်လောက်ပြောကြည့်အောင်ဗာလဲဆိုတော့ KNU မြောက်ပြည်ကိုဗာလို့မကြော်တာလဲလို့မေးရင်အဓိကယူရချက်ကရှင်းရှင်းလေးပဲမြောက်ပြည်မျိုးကိုပြန်တိုင်းနဲ့ပြန်ဆုပ်တယ်ဆိုတာကတရုတ်အစိုးရနဲ့ထိုင်းအစိုးရကအတင်းအကျပ်ဖိအားပေးကြလို့ပဲဖြစ်ပါတယ် ရွှေကုတ်ကိုနဲ့နော်ဒါကေကေနဲ့ပတ်သက်လို့ရက်တည်နိုင်တာကဘီဂျီအက်တဖွဲ့တဲကြောင့်မဟုတ်ဘူးဗျတရုတ်အစိုးရထိပ်ပိုင်နေထိုင်းအစိုးရထိပ်ပိုင်လို့လည်းနောက်ွယ်ကပေါဝင်ပတ်သက်နေတယ်ဆိုတာကိုဟောကျွန်တော်တို့သိတတ်တာဖြစ်ပါယခုချိန်မှာနိုင်ငံတကာမွေးတက်ဖွဲ့တွေကလည်းရွှေကုတ်ကိုနဲ့ဒါလက်ကေကော KK လေးကိတ်ကောပေါ့နော်ကျွန်တော်အတူအောက်ဆုံးကေကေဘက်လေပေါ့နော်ရုပ်တရုပ်ကရုပ်တရုပ်ဝင်ရောက်လာပြီးတော့နော်ချစ်ဆွေးလိုက်မယ်ဆိုရင်ဖေတတိကံဒေတာနဲ့ဆက်နွယ်တာတွေခိုင်အစိုးရတရုပ်အစိုးရနဲ့ဆက်နွယ်နေတာတွေဟာတတိကြီးဖတ်ပေါ်လာပါလိမ့်မယ်တကယ်လို့ KNU ကမြ ாவ ဒီကနေပြန်မဆုတ်ပဲရှစ်တိုးရင်ဆိုင်ခဲ့မယ်ဆိုရင်ဘာဆက်ဖြစ်နိုင်ပါတလဲဆိုရင် ဒီမေဝန်လေးဟာအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့မေဝန်ဖြစ်ပါတယ်ကေအန်ယူကမြောက်ဝတီကနေပြန်မဆုတ်ခွာပဲနဲ့ရှစ်တိုးရင်ဆိုင်ခဲ့မယ်ဆိုရင်ထီတွေးမှုအကြီးကြီးတွေစက်ဖြစ်လာပါလိမ့်မယ်စာကစားကလေချောင်းကနေအလုံးရင်းနဲ့ဖိပါလိမ့်မယ် BGF ကနေအပေါင်းအပါတစုကလည်းဒီအကြက်ဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့ပါဝင်လာပါလိမ့်မယ်ဒီလူတွေကပြန်ယူဥဆောင်တဲ့ PDF တွေကိုလမ်းလမ်း ်ဘောင်းဆောင်ကနေပြီးတော့အနိကဝင်းရံထောက်ပို့ကြပါလိမ့်မယ်။နောက်ပိုင်းကြီးတော့တုံးဘက် CNF KNDS KIA စတဲ့ ERO တွေကလည်းထိရောက်တဲ့အကူအညီတွေ KNUC ကိုချက်ချင်းကမ်းလှမ်းလာပါလိမ့်မယ်။တနိုင်ငံလုံးမှာမြဝတီနဲ့ဟန်ချက်ညီတဲ့အကွက်ဖော်ပွဲကတာတွေစုပေါင်းတိုင်ပင်ဆောင်ရွက်လာကြပါလိမ့်မယ်။မြဝတီနဲ့ပတ်သက်တဲ့သတင်းတွေနိုင်ငံတကာစာမျက်နှာတွေပေါ်မှာနေရာယူလာပါလိမ့်မယ်။ နော်နံပါတ်9ခိုင်းမြန်နေမိတ်ထဲမှာနှကန်းကြီးတော့ကြတာတွေစကားစပဇင်းကျွန်တာတွေဖြစ်ပေါ်လာပါလိမ့်မယ်မြောင်းဒီမှာ24နာရီဇက်တိုက်ပွဲကားတာတွေကြောင့်မဲဆောက်ဆေးရုံကရင်မဆန့်တာတွေဖြစ်လာပါလိမ့်မယ်တရားနှစ်ကိုမဲဆောက်ဆေးရုံ KNU ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်သွားပါလိမ့်မယ်ထိုင်းလာဝကရဲ့မဲဆောက်ခီးစဉ်လုံုံကြီးအထူးတင်းကျပ်လာပါလိမ့်မယ် ဘာကောင်းမှရှိတဲ့တန်ယုံတီတီကတာအမတ်တွေလည်းမဲကြောက်ကိုဆင်းလာကြပါလိမ့်မယ်တဲ့။ထိုင်းပါလီမန်ထဲမှာထိုင်းအစိုးရထိတ်သိမ်းထိတ်ပိုင်းနဲ့တရုတ်အစိုးရထိတ်ပိုင်းဆက်နွယ်နေမှုထိုင်းအစိုးရထိတ်ပိုင်းနဲ့ရွှေကုတ်ကိုကေကေဘတ်ကိုလည်းဆက်နွယ်နေမှုတို့ကိုကြက်ကြဲလောင်လောင်မေးခွန်းတွေထုတ်လာပါလိမ့်မယ်။မြောက်ဦးတီထီတွေးမှုတွေကြောင့်ရွှေကုတ်ကိုနဲ့ကေကေဘတ်အထဲမှာလိုဝက်တိစောက်ထားတဲ့စေပြားဆက်ယုံ တခွဲကန်းမြေအောက်ဥမင်စတဲ့တည်င်းတွေဆက်ထွက်လာပါလိမ့်မယ်။မြောက်ဒီထွေ့ထွေ့မှုအချိန်တက်လာတာနဲ့အမြထိုင်းအစိုးရထိတ်ပိုင်းနဲ့တရုတ်အစိုးရထိတ်ပိုင်းတို့စကားစားအပေါ်နောက်ွယ်ကလှုပ်ဝက်ထောက်ပံ့နေတာတွေကိုပုံမပေါ်လွင်လာလိမ့်မယ်လို့ကျွန်တော်ကလိုင်းပေါ်မှာသုံးတက်ပြထားတဲ့သူတယောက်ကနေပြီးတော့ရေးရတဲ့စာလေးကျွန်တော်ပြန်ပြောပြเนาะနောက်ဆုံးအောက်မှာနောက်ဆုံးပိတ်အနေနဲ့ ြောချင်တာကတရင်ပြည်သူဒီတာအဓိကဆိုတဲ့စာသားလေးတစ်ချောင်းပါပါပါနော်ပြည်သူဒီတာအဓိကကရင်ပြည်နယ်မှာတရင်ပြည်သူဒီတာအဓိကကြတယ်ဆိုတာလေးကိုဒါကောက်ကောက်ကွင်းကွင်းရေးသွားတာကိုကျွန်တော်တို့တွေ့ရကလောင်ရေးသွားထပ်ပါပဲလေနော်အမှန်တရားလေးကိုရေးချပြနိုင်တယ်ဒေတာပါလေကဲကျွန်တော်ဒီလောက်ဆိုရင်ကျွန်တော်တို့တော်လန်ပြည်သူတွေဘာကြောင့်မြောက်ရီကိုမကြော်ရလဲဆိုတာကိုဒီကပြည်သူတွေလည်းသိပြီထင်ပါတယ် တင်းပြီးပြဘာကြောက်ပြန်ပေးတာလဲပေါ့နော်မြောင်ဒီမျိုးကိုတင်းလိုက်တယ်ပြန်ပြန်ထည့်ပေးလိုက်တယ်ဘာကြောက်လဲဆိုတော့မိဘပြည်သူတွေအဖြေထွက်လာပါကျွန်တော်တို့ကရင်ပြည်နယ်အနေနဲ့ထီထီရောက်ရောက်ဒေါ်လာရေးကိုရဲရဲဝုန်းဝုန်းစွန့်စားတိုက်နေဆိုရင်သိကြပါတယ်နိုင်ငံတကာစာမျက်နှာပေါ်တွေစာမျက်နှာတွေပေါ်မှာ KNU ဆိုတဲ့နာမည်တစ်လုံးအလံတစ်ခုပြန်တက်လာပါလိမ့်မယ်လို့ကျွန်တော်တို့တွေ့ရပါတယ်ဒီတုံးတက်ထားတဲ့အထဲမှာပေါ့နော်ဒါကြောင့်မို့ ျွန်တော်တို့ကရင်ပြည်နယ်မှာရှိတဲ့ညီနောင်သားချင်းညီကုံမောင်နှမတွေကရင်ပြည်သူတွေအဓိကပြည်သူပဲဗျပြည်သူကអော်ဖို့လိုပါပြီเนาะရှစ်တလန်းလှမ်းဖို့ငောင်းမစုတ်တာမလုပ်ပါနဲ့เนาะကျွန်တော်တို့တချို့လဲမြန်မာစကားပုံရှိပါတယ်ရှစ်ထုံးမဲ့စေနောက်တလန်းစုတ်တယ်တဲ့အခုကနောက်တလန်းစုတ်တာမဟုတ်ပါဘူးเนาะဒါနောက်တလန်းကိုစုတ်ပေးလိုက်တာပါဒါကြောင့်မို့ရေရေဝုံဝုံစုံဖြတ်ပါ စီရေးတော်လိုင်းရေးမှရရဝုံဝုံသုံးဖြတ်ဖို့အချိန်ကြပါပြီလို့ကျွန်တော်တို့အနေနဲ့ဒီနေရာနေပြီးတော့တိုက်တွန်းခြင်းနဲ့လှုပ်ဆောင်စေခြင်းနဲ့မြန်လုံးပြီးဖို့အတွက်ပေါ့နော်ကျွန်တော်တို့ကရင်ပြည်သူတွေရောစစ်ပေးရှောင်နေတဲ့ကရင်ပြည်နယ်ဘက်မှာစစ်ပေးရှောင်နေတဲ့ပြည်သူတွေလည်းအနေံဆုံးအိမ်ပြန်နိုင်ဖို့ပြက်ပြက်သားသားလှုပ်ဆောင်ပေးကြဖို့လေကျွန်တော်တို့ဒီနေရာနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ဗျအရေးတော်ပုံကအောင်နေပါပြီအတင်းထားပါ